ော်မတန်နေမှာအခုဒီဒီခေါက်မှာဆိုရင်ကျွန်တော်တို့အခု test right နေရာကိုရောက်နေတော့ပေါ့ကြီးလီရဲ့ English Intelligent Infinite Horizon ဆိုပြီးတော့မှရှိရဲ့အဲမှာကျွန်တော်တို့ test right နေလောက်ရမယ်ကားတွေကိုပြထားတယ်ကျွန်တော်ဒီဘက်မှာဆိုရင် Geely A5 ပေါ့ Global မှာဆိုရင်တော့ EA5 ပေါ့နော် China Domestic မှာဆိုရင်တော့ E5 နဲ့လာတယ်ကျွန်တော် EA5 ကအရှိမကျွန်တော်တို့ဒီ LED headlight ပေါ့နော်သူရဲ့ LED headlight ကအဲတော်တော်လေးကိုမိုက်တယ်ဒီဇိုင်းလေးတွေကတော့ကျွန်တော်ပုံမှန်ထပ်ဆိုင်ရင်ကျွန်တော်တို့အလုံးကြီးမဟုတ်ဘူး ပြီးရင်သူ့မှာ gray မပါဘူး gray မပါဘူးဆိုပုံမှန်အဖြစ် EV အားလုံးကဒီ gray ကမလိုတော့ဘူးတဲ့ဒီဒီလီရဲ့သူ့ရဲ့ logo design ပါမယ်လေဝင်ပေါက်ကဒီမှာပေးထားမယ်ဒီကအဓိကတော့ဒီ aircon ကိုသွားမယ် fan အတွက်ပဲလိုတော့တယ်အဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော် aerodynamic နဲ့လေခွင်အားကောင်းသွားမယ်ဘောနတ်မှာလည်းသူ့အချိုးလေးတွေကလာတယ်မိကွက်တွေကစား EGI ပုံစံလေးပဲသွားထားတာပေါ့သူ့ရဲ့ဟိုဟာစနစ်ကကျတော့ကျွန်တော် fly me ပေါ့နော် fly me os ကိုတုံးထားပေးတယ်နောက် တရားအဖြစ်ကျွန်တော်နေ3959ပေါ့တရား size 16တုံးထားတယ်အလိုင်းတွေကတော့အများတော့အဖြစ်ကဒီ Gili design တွေက chrome နဲ့အမင်းတွေကို black နဲ့ကိုဆက်ထားပြီး handle တွေကတော့သူလက်ကင်ကတော့အကုန်လုံးတော့အပြောက်တွေပဲအဲ line ကျွန်တော်တို့ဒီတကားဖွင့်လိုက်ရင်သူလက်ကင်လေးထွက်လာမယ်ကျွန်တော်ဆွဲဖွင့်လို့ရမယ်ကျွန်တော်နောက်ကိုကြည့်ကြည့်အနောက်က day light ကလည်းသူကမီးတပြေးတည်းပေးထားတယ်ပြေးတဲ့အနီအောင်ပေးထားတယ်တောက်လျှောက်ကိုအနီအောင်နဲ့ LED day light ကိုထည့်ထားပေးတယ်ပြီးတော့မှသူအောက်မှာကင်မရာပေးထားတယ် ပါကင်ဆိုနာလေးလုံးပြီးထားတယ်ဘရီလိုက်တွေကတော့ဒီဟာတက်တက်ပေါ့နော်ဒီမှာသူတပြေးတည်းပြေးထားတာလေးကတော့အကုန်လုံးတက်ဆက်တယ်ပေါ့နော်ပြောမယ်ဆိုရင်ဟိုအထက်မှာ chrome nickel chrome လေးထည့်ထားပေးတယ်နဲ့စက်ထားတာလေးနဲ့ဒီဘက်မှာ jelly တစ်စိမ့်လာတယ်ပြီးတော့မှဒီမှာသူက e5 ပေါ့အထက်ဝင်ထိုင်လိုက်တယ်နဲ့ဟိုတက်တောင်းတက်တာရှိမယ်ဗျာဒီနောက်မှာဆိုရင်ဒီ tube fly me sound system ပေးထားတယ်အထက်မှာတော့အကုန်လုံးတော့အသားရောင်နေပြီပဲကျော်အပေါ်မှာ panoramic sunroof တွေဘာတွေကတော့ပါတယ် ့မှာကပ်ဖို့တာနှစ်ခုပေးထားမယ်အဲဘက်ကတော့တော်တော့ရှစ်လုံးလောက်ပါမယ်အနောက်ထီကိုသူဒီနောက်ဘောင်တွေပါပါသွားကျွန်တော် passenger ဘက်မှာလည်းသူကစီမော်တာပေးထားတယ်။အဓိကထူးခြားတာကဘာလဲဆိုတော့ကျွန်တော်တို့ airplane seat ပေါ့နော်ကျွန်တော်တို့လေလင်းခုံပေါ့လင်းခုံမှုကပေးထားတာလေကလူလေးကတက်တောင့်တက်တာရှိတယ်။ပြီးရင်သူကပညာပြထားတာကျွန်တော်တို့အရှိကိုတိုးပြီးတော့မှအနောက်ကိုဆုတ်ထားလိုက်ရင် zero gravity ပေါ့ င်တဲ့အတိုင်းပဲကြောက်ပါလဲဆိုရင်အနောက်မှာကျွန်တော်ထိုင်ပြီးတော့မှဒီအထဲကို6ကိုတင်လို့ရတယ်ကျွန်တော်ဒီမှာ6 AC တင်ပြီးတော့မှအိပ်ပြီးတော့မှညီလို့ရတယ်အဲ့တော့ကျွန်တော်တို့ဟိုဘက်မှာတစ်ချက်ဝင်ကြည့်အောင်သူက60 kW battery နဲ့ပေးထားတယ်မြင်းကောင်ရဲ့အားဖြစ်က horsepower 200ကျော်ထွက်တယ်ပေါ့ပြီးရင် torch ကကျတော့320ရရတယ်အဲကျွန်တော်တို့ဒီမှာသူ့ရဲ့ flying mini ပေါ့နော် sound system ကကျွန်တော်တို့ဒီမှာ tuner ပေးထားတယ် speaker ကဒီမှာတစ်လုံးဒီမှာတစ်လုံးကျွန်တော်စုစုပေါင်း speaker 10လုံးနှိပါတယ် ဒီမှာသူ့ရဲ့ဒီရှိတ်ကတော့တော်တော်လေးလာတယ်ကျွန်တော် median size ကြီးအောင်လေးဖြစ်တဲ့အတွက်အဲကျွန်တော်တို့မသေးဘူး size ကကြီးတယ်ပြောမယ်ဆိုရင် main လေးရင်မောင်းမယ်ဆိုရင်နည်းနည်းလေး size နည်းနည်းလေးကြီးမယ်ရှိရယ် range ကကျတော့900 km တော့မောင်းလို့ရမယ်အဲ့တော့အတွင်းမှာဒီမှာသူ့ရဲ့ media copy ပေးထားမယ်ကျွန်တော် infotainment ပေးထားမယ်ตุ้มมาบาดูจ๋าว่าเลยสรุปเราดิไทงอปูเอปาเลยเพียงแล้วก็มาเซ็ตปาว่าเลยอะล่ะดิเชชิมั้ยเอ่อวายเลสเชอร์จ๋า50กิโลวัตต์ที่ตื่นลงยาเลย ကျွန်တော်မော်တာလိုင်းကျွန်တော်မော်တာရှုံးမှပြတယ်လို့ပဲသူ့မှာရူးရူးရှင်းရှင်းပဲဘာမှဖွင့်ထားတယ်ဘာမှမပါဘူးမော်တာအားဖြင့်ကျွန်တော်တို့စောစောပြောတယ်160 kW ပေါ့နော်ကျွန်တော် max speed ကကြတော့နေရာကျော်ပေါင်းလို့ရတယ်အဲ့ဒါလေးပါမယ်ပြီးရင်သူကရှေ့မှာ buffer sensor တုံးထားတယ်နောက်ကကျတော့ multi link တုံးထားကိုယ့်ရဲ့အချိန်ကျရင်ကျွန်တော် handling ကောင်းလာတဲ့ဆိုင်သွားသွားပြောလို့ပေါ့မာတီနင်းနဲ့ကျတော့ကျွန်တော်တို့အနောက်ကရင်းနိုင်ရိုင်းနိုင်တာတို့ဘာလို့တော့မရှိဘူးနောက်ဖြင့်ဆွဲသွားတော့ဘာလို့တော့မရှိဘူး အဓိကအများဆုံးအဖြစ်ကကျွန်တော်သဘောကျတာကြီးလီမှာ resolution တော်တော်ကောင်းတယ်သူရဲ့ဒီ platform operation system မှာ handling ကောင်းတယ်သူရဲ့ဒီဒီရှိတ်ကျွန်တော်တို့ဒီအဝိုင်းကိုလဲပတ်တာမဟုတ်ဘဲねကျွန်တော်တို့ဒီအချိုးလေးတွေကဟိုတော်တော်လေးမိုက်တယ် CRM stress တွေကပေးထားတာလေးတွေက design လေးတွေကမဆိုးဘူးပေါ့ triangle တွေပဲပျောက်သွားပြီသူကပေါင်းတွေပဲပျောက်သွားတော့ Jerry ကပြန်ပြီးတော့မှလာတဲ့ဟာလေစမှုပြည့်တယ်သူတို့စီမံက resolution ကောင်းတော့ဗျာကျွန်တော် parking နေဝင်လို့ရေဒီဘက်မှာဒါကိုကြည့်ပြီးကျွန်တော်တို့ကျတော့အမှန်တိုင်းပြောရင်ဒီကားကိုဒီမှန်ကိုကြည့်ပြီးမမောင်းတတ်ဘူးဒါပေမဲ့သူ့ resolution တော်တော်ကောင်းတဲ့အတွက်ဒီရောက်ပဲကြည့်ပြီးတော့မှဆုတ်လို့ရတယ်ဘောဘောကိုကြည့်